န်းစားတယ်။မေးစားတယ်။တာနော်။ဒါကတော့ဆက်တယ်။ Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အတွေ့ကတတုံလေးကြောင်းပိတ်ရမှာအရန်ကိုထမင်းမင်ပြီးတော့စားကောင်းတဲ့ငါးဟင်းလေးနဲ့တတုံလေးကြိုက်တဲ့ပစုံဟင်းလေးချက်ပြမှာမို့လို့အဆုံးထိကြည့်ပေးကြပါအောင်ရှင်ဒီမှာဆိုလို့ရှင်အတွေ့ကတတုံလေးကြိုက်တဲ့ပစုံကိုခရုစီရဲ့ပဲငံပြရဲ့အကျေးရဲ့ရတာမှုရဲ့စားရဲ့ငံပြရဲ့ထည့်ပြီးအတွက်နှက်ထားတယ်ပြီးလို့ရှင်တော့အစီများများလေးနဲ့ ကျိတ်ထားတဲ့တက်တော်ဖြူမြူတီမြူတီအနီလေးတက်တော်အနီပေါ့နော်အဲ့ဒါကိုရောပြီးတော့အဲ့တည်းစီတက်မှာဖြစ်ပါတယ်ဒီခါစီတက်တဲ့ဟာကိုကျွတ်ကျွတ်လေးစီတက်တယ်ပေါ့နော်ပြီးလို့ရှိရင်ရာသနေထားတဲ့ပစုံလေးကြီးထည့်မယ်ထည့်ပြီးလို့ရှိရင်တော့ဇလုံးကျင်းပြီးရေလေးနည်းနည်းလေးထည့်ပြီးလို့ရှိရင်အဲ့ဒါတို့တွေအဖုံးအုပ်ထားပါမယ် ကဲအခုဆိုလို့ရှင်တော့ပစုံလေးရရပါပြီကလေးလေးအရန်ကြိုက်တဲ့အစ်တပစုံဆက်တဲ့နီးပေါ့နော်အရန်ကိုလွှဲပြီးတော့မြန်ပါတယ်ဒါကတော့အားလုံးကြိုက်စီမဲ့မိုးရတဲ့နဲ့လိုက်ဖက်တဲ့ခြင်ဆက်ပွင့်ထွက်မဲ့ငားငပိချက်ပဲဖြစ်ပါရဲ့ရှင်အရင်ဆုံးစက်တော့ဖြူစက်တော့နီးနဲ့ဂျင်းနဲ့ကိုကျွတ်နေအောင်စီတတ်ပါမယ်ပြီးလို့ရှင်တော့အရသာနေထားတဲ့ငချင်းကိုအသုံးပြုပါရဲ့ရှင်အတွေ့ကငားဆိုလို့ရှင်ငချင်းတစ်ခုပဲအတွေ့ အဲကောက်ကောက်မုံမုံနဲ့စားနိုင်တယ်ပေါ့နော်အစ်တငချင်းကိုကြိတ်ပါတယ်ဒါကြောင့်မလို့ငချင်းနဲ့ချက်ပါတယ်ဂျင်းကျွတ်တုံဖြူကျွတ်တုံအနီကိုစီတက်ထားတဲ့အထဲကိုစားနိုင်ထားတဲ့ငါးလေးတွေထည့်ပြီးတော့မှအစ်တတို့စီတက်မယ်ငါးလေးကိုနည်းနည်းလေးအပေါ်ရံလေးတွေစီနဲ့ကြော်တလိုမျိုးလေးဖြစ်သွားအောင်လို့ခဏလောက်နှိမ့်ပြီးပြီလို့ရှိရင်အဖုံးခဏလောက်အုပ်ထားမယ်ပေါ့နော်ကျွတ်တုံဖြူကျွတ်တုံအနီနဲ့ဂျင်းလေးတွေစီတက်လာပြီးကျွတ်လာပြီးဆိုတဲ့အခါကျတော့မှအစ်တတို့ထည့်မယ်ပေါ့နော်လောလောဆယ်မှာငါးစီတက်ထားတော့မှအစ်တတို့ဒီမှာ တို့စရာအတွက်ပြင်ဆင်ပါမယ်။မိုးရင်းမှာတို့စရာအစိမ်းစားမဲ့ဟာလည်းပါတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြုတ်မစားဘဲနဲ့အစိမ်းစားလို့ရှင်တော့ရေကိုမနှမျောဘဲနဲ့တိတိကျကျလေးပြောင်းစင်အောင်ဆေးပေးရပါမယ်ရှင်။အရင်ဆုံးအစ်တွေကတော့တို့စရာလေးကိုရေမဆေးခင်မှာ တော်တော်လေးကိုအချိန်ကြာအောင်လို့စိန်ထားလိုက်တယ်ပေါ့နော်လောက်ဆန်ရှိရင်လည်းဝင်းနဲ့တို့ဆရာရင်စိန်ထားတယ်ပြီးတော့မှအဲ့တွင်ရေဆေးပါတယ်ပြုတ်ဆရာရှိရဟာပြုတ်မယ်အစိမ့်တို့ဆရာရှိရဟာတော့အစိမ့်တို့မယ်ပေါ့နော်အဲ့တွင်ကတို့ဆရာရင်အစိမ့်တို့ကတော့ကြိုက်ပါတယ်အဲ့တွင်ကတော့တို့ဆရာရင်တော်တော်လေးကိုတော်တော်လေးကိုစုံစုံလင်းလင်းလေးဖြစ်အောင်စီစဉ်ထားလိုက်ပါတယ် ကဲအခုဆိုလို့ရှိရင်တော့ငါပြည့်စက်နဲ့စားဖို့အတွက်တို့စရာအဆင်သင့်ဖြစ်ပြီပေါ့နော်ဒီဘက်မှာငါးဦးကလည်းအင်တာဗျူးရပြီဆိုလို့ရှိရင်ရေးလေးနည်းနည်းလေးထည့်မယ်ပေါ့နော်စောစောလုံးကစီးတက်ထားတဲ့ငါးဦးလေးကိုရေးထည့်ပြီးလို့ရှိရင်ခဏထားရမယ်ပြီးသွားတဲ့အခါမှာငပိရေချိုငပိရေချိုထည့်မှာပေါ့နော်အတွက်ငပိရေချိုနဲ့ချက်ပါတယ်ဒီငပိရေချိုကကြတော့အတွက်မောင်လေးပို့လိုက်တဲ့ညောင်ခါရှည်ကငပိရေချိုပေါ့နော်ညောင်ခါရှည်ကငစုံငပိရေချိုလေးနဲ့အတွက်ချက်ပါရဲ့ရှင် ပြီးလို့ရှိရင်တော့ခဏလောက်အဖုံးအုပ်ထားပါမယ်ခဏနေလို့ရှိရင်တို့မကြီးရေထည့်မယ်ပေါ့နော်မကြီးနှစ်လေးတွေကိုဖြောထားတဲ့မကြီးဖြောရေထည့်ပါမယ်ပြီးလို့ရှိရင်လည်းအဖုံးခဏဆက်အုပ်ထားပါမယ်တို့ဒီထဲမှာကျတော့ချက်ချက်တဲ့အဆင့်ဆင့်တွေမပြတဲ့ခါကျတော့အရန်မြန်လို့ထင်ရတယ်ပြင်မှာကျတော့လုံးဝမမြန်ပါဘူးနော်ဆော့ဆော့ကငပိရေကျုံနဲ့ ကြည်တိစင်းလေးတွေကြက်လောက်တဲ့နေထိုင်တဲ့ခါကျတော့မှနောက်ဆုံးအဆင့်နဲ့နဲ့အတူတူတွေကြိတ်ထားတဲ့ငရုတ်တိလေးထည့်ပါမယ်ရှင်ငရုတ်တိမြမြထက်လေးဆက်ဆက်လေးနဲ့စားကောင်းနေပါပဲအတွေကတော့ငရုတ်တိအပူတောင်လေး30သားလောက်ထည့်တယ်ပေါ့နော်ငါကတော့30သားပါငပိရေချူက30သားပါရှင်နောက်ဆုံးမှာတော့အတူတူတွေမှုေးသွားအောင်လို့နန်းနံမင်းလေးတွေမြက်ပြီးတော့မှထည့်ပါမယ်ရှင် ခဏနေလို့ရှိရင်လည်းနည်းနည်းပင်လေးတွေနွမ်းတော့အောင်လို့ပြီးလို့ရှိရင်နည်းနည်းလေးခက်ပြစ်ပြစ်လေးတွေလိုချင်တဲ့တော့ကြောင့်မလို့မီးပြစ်ပြစ်လေးနဲ့နောက်ထပ်3မိနစ်လောက်အဖုံးအုပ်ပြီးတော့အပူပေးလိုက်ပါတယ်အခုဆိုလို့ရှိရင်တော့အရန်ကိုထမင်းမြင်ပြီးတော့စားလဲကောင်းတယ်တွေ့လဲမတွေ့ဘူးအရန်လဲမငန်နဲ့ငါးငပိချက်ဟင်းလေးရပါပြီရှင်ဒီတိုင်းလေးလိုက်ပြီးတော့ချက်စားကြည့်ပါဝင်းရတဲ့နဲ့လိုက်ဖက်ပြီးတအားကိုထိမိပြီးထမင်းစားကောင်းမယ်လို့ဒီအမခံပါတယ် ဒါကတော့ကစွန်ရွက်နဲ့ချမောင်ရွက်နဲ့ကိုပစုံကောင်းလေးနဲ့ထည့်ပြီးချက်ထားတာပေါ့နော်။ဒါကတော့သမီးလေးအတွက်သမီးလေးအကြိုက်သမီးလေးအမြဲစားနေကြဖြစ်တဲ့ပစုံထုပ်စီပြန်ဟင်းပဲဖြစ်ပါတယ်။ဒီအစီလေးကိုထမင်းနဲ့နေယူချွေးတဲ့အခါမှာအရန်ကိုစားကောင်းပါတယ်။ဒါကတော့ဤသူအမြဲတမ်းစားနေကြတုစရာအစုံပန်းပဲဖြစ်ပါရဲ့ရှင်။ခုဆိုလို့ရှိရင်တော့ဤသူထမင်းဝမ်းလေးက ready ပါ။နဲ့မားနဲ့မာဟင်းနဲ့တုစရာနဲ့မင်းနဲ့ပဲကနေ။ရပြီလား? Yeah, ။ပန်ပြောချင်ပါ Hello 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 ။ဆာဗာ။တော့ဘယ်လိုလဲဆာမေ။ဆာဗာ။ဘယ်လိုလဲကျန်။လက်ချိနေပါလား။ဆက်မင်းလည်းလည်းဟာလာတော့မလေးထွက်လာပြီ။ဟုတ်တယ်မင်းလည်းများလား။များ။များတယ်ပြီ။ Hello ဆက်ဆက်လာပါ Hello မင်္ဂလာပါရှင်ဒီနေ့ဣတရုအကမိကဘာနဲ့စာမလဲဆိုရှင်ဘာပါလဲ မောင်ရနဲ့ကစွန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 ်ရနဲ့ကိုပစုံကောင်းလေးထည့်ပြီးနှစ်ချင်းချထားတယ်ပေါ့နော်ဒါတော့ငါပေါင်းကြီးဖြစ်ပါဆောက်ပြောနေတာပါငါငါပြီးချက်ပါဒါတော့တော့ပစုံချင်းဖြစ်ပါရဲ့သူတို့အောင်ကပိကျဆက်ဆက်လာဘူးအရှမ်းဆက်လာဒီပစုံရင်းမသားနဲ့ပစုံချင်းဆက်ဆိုရင်တိတ်လာတယ်ဘယ်တော့လဲဒီတော့အောင်တော့ပြေးတာကတော့ဒီတော့ပစုံချင်းတက်ကမင်းနေပြီမနော်အန်ဒီနာမီ ရမ်းလာရမ်းစားကြလားတော်ရနော်တော်ဆက်ဆက်နေတော်လေးအကြောင်းပြတော့အကြောင်းပြတာလည်းနည်းနည်းရက်ရှည်တယ်ပေါ့နော်သူ့ကြံပန်းနေအဲ့ဒါတို့ဆရာပန်းနေတယ်မိတ်ဆက်ပြအောင်တို့ဆရာလည်းအဆင်ပြေသူတို့ကအကြောင်းပြတော့လေတို့ရှင်နေတယ်ပါပြီးတဲ့ရုံးလေးပြီးနေနော်ဒီနေ့ဒီနေ့အင်းကြားချင်ရောဟာမှာအင်းသမဲ့ ကလေးကိုကွယ်အញ្ញံထက်ပြီလို့ကွယ်ကလေးကိုဥထရဲတဲ့မလုံတင်တာရေတဲ့နော်ဒီနေရာမှာလည်းတစ်ခါကြရင်တချို့နည်းနည်းလွယ်နေရလေးကဘာလဲဆိုလို့ရှိရင်ဥထရဲလို့မမြင်မဲနဲ့ကလေးကိုကြတော့ဥသာပေးတယ်လို့မြင်မိလိုက်တယ်ဆိုလို့ရှိရင်ဒီနေရာမှာပြဿနာမရှိတော့သားသမီးကိုဥထရဲလို့ကဘယ်ဟုတ်ပါမလဲနော်ကို့အိမ်မှာဆိုလို့ရှိရင်နော်မမြင်ဥထရဲအဲ့ကောမမြင်ဥထရဲပေါ့ကို့အိမ်မှာဆိုလို့ရှိရင်အငယ်လေးရရှိရလို့ဆိုရင်အကြီးကြီးကဥစားပေးတယ်မလား ပြီးတော့လာသမီးမိဘတွေမှာဆိုလို့ရှိရင်ဟိုကောင်းတဲ့ဟာလေးဆိုလို့ရှိရင်အညွန့်လေးဆိုလို့ရှိရင်လာသမီးကိုအရင်ကြွေးကြတယ်မိဘတွေကဒီကောင်မမိုင်းမှာဆိုလို့ရှိရင်တချို့အကိုအကြီးအမကြီးဆိုတဲ့လိုပဲပိုကောင်းတဲ့နှင်းပွဲမှာဆိုပိုကောင်းတဲ့အတုံးလေးတွေပိုကောင်းတဲ့အခင်းလေးတွေဆိုလို့ရှိရင်အငယ်ဆုံးဦးစားပေးရမှာအဲ့တော့အငယ်ဆုံးဦးစားပေးရလို့ကမြင်ရတဲ့ဆိုလို့ရှိရင်အငယ်ကိုခလေးကိုဦးချရဲဆိုရင်မြင်စရာမလိုတော့ဘူးပေါ့နော်အဲ့လိုလေးတွေမရှိဘူးဟုတ်ကလေးကိုဦးချရဲမလုံကောင်းနိုင်လုံနေရဲဆိုပြီးတော့သူ့အန်တီကိုပြောတယ်ပေါ့နော်အဲဆိုးဆိုးကတော့အင်တာဗျူးပြောတဲ့လိုမျိုးနဲ့မြင်နေရဲဆိုချင်ဒါပြီးသွားတယ်နော်ငယ်လေးကို တယ်ဥစားပေးရကိုသမီးလေးခေါင်းလို့အရင်ဆုံးထည့်ပါစေချင်ပါနော်ဒီတရားဒီမှာလာလာပြည့်ချက်နဲ့စားတော့မရှိဘူးရှင်နောက်ခါလည်းမြို့ရေးပြအေးအဲ့လိုနော်ဟုတ်တယ်နော်မမေအဲ့လိုမလေးပြရနော်နာမည်ကြောင့်လေးဆောက်ပါမယ်။အပြင်ငါးဖိုက်ပါလေ။ရက်ကူရေလုံနေတဲ့အချိန်မှာအဲရာတစ်ခုကြောင့်တတော့ပဲဘလုံးလေးကပါသွားတာမို့လို့အားလုံးတောင်းပန်ပါတယ်လို့။နောက်နေ့ကျမှအဆုံးထိပြီးအောင်စားကြပါမယ်ရှင်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။တတ။